လီမော်တာမြန်မာမှာအသစ်ထပ်မံရောက်ရှိလာပြီး The New Li Motor C11 ရဲ့ကားစင်းတို့ကိုခန့်မှန်းပြီးစုငွေကျပ်350ရရှိနိုင်မယ့်အခွင့်အရေးကြီးကိုလူချင်းမင်းတို့သိပြီးပြီလားတဲ့နော်ကျွန်တော်အခုပြောပြလိုက်ပြီးသိသွားပြီလို့နော်အရန်ကုန်မန္တလေးသွားမယ်ဆိုလို့ရှိရင်လမ်းမှာတစ်ခေါက်ပဲအားသွင်းရတယ်မဟုတ်ဘူးသွားရွာမှမများတော့ ဟဲ့လောက်ကြအောင်နော်ညမသမားကြီးအိုက်တိုင်းပဲနော်အားလုံးပဲမိင်္ဂလာပါဒီနေ့က Sunday ဆိုတော့ထိုင်းရေတော့တော့မယ်အဲမဟုတ်သေးဘူးထိုင်းရေတော့အမှန်တိုင်းပြောလို့မရအောင်တကယ်တမ်းတော့အာ Limiter C11 disease ကိုကျွန်တော် test ride လုပ်ဖို့ဆိုပြီးကျွန်တော်ပေးထားတာဘာကြောင့် test ride လုပ်ဖို့ပေးထားလဲဆိုတော့ကျွန်တော်ဒီ Limiter C11 ကိုကကျွန်တော်ကအာမြို့ထဲမှာအလောက်ကြီးမမောင်းဘူးညူထဲမှာအလောက်ကြီးမမောင်းဘူးဒီကားကိုကျွန်တော်ခီးရီတော့သွားဘူးတယ်ခီးရီကဘယ်ရီသွားဘူးလဲဆိုတော့မန္တလေးသွားဘူးတယ်မကွေးရွှေဆက်တော့လုံးဝအဲ့တော့ကတကယ်ကိုအရန်ရာသီတို့အရန်ပူနေတဲ့အချိန် တကယ်မတရားပူတဲ့အချိန်မှာမှကျွန်တော်တို့ကဒီလီမိုတာ C11 နဲ့ကျွန်တော်ခီးတွေအများကြီးသွားမှုတယ်ဒါပေမဲ့ကျွန်တော်မျိုးထဲမှာအလောက်ကြီးမမောင်းဘူးပေါ့နော်မျိုးထဲမှာအလောက်ကြီးမမောင်းဘူးတာဖြစ်တဲ့အတွက်အမမျိုးထဲမှာမောင်းတဲ့ content လေးလည်းရိုက်ပါအောင်ဆိုပြီးတော့တော့ဒါ တော့ကုမ္ပဏီဘက်ကနေပြီးကျွန်တော်ကားခဏပေးထားတာပေးထားတဲ့အချိန်မှာကျွန်တော်ကွင်းဆင်ပြီးတော့ဒါမျိုးပြေကိုထွက်ပြီးတော့နော်သွားပြီးတော့ထိုင်သွားတော့ဝကြံနေရပါတော့အဲ့အချိန်လေးပါရှိတယ်အဲ့တော့ဒီကားအကြောင်းလေးကိုကျွန်တော်နည်းနည်းလေး recap ပြန်ပြောရမယ်ဆိုလို့ရှိရင်ဒီကားက range က650 km ပါတယ် battery capacity က89.55 kWh ပါပြီးတော့ motor က200 kW ဖြစ်တယ်သူ့ရဲ့ torque က320 Nm ရှိတာဖြစ်တယ်မောင်းရင်မောင်းသလောက်ပြေးလဲပြင်းလို့ကောင်းတဲ့ကားစီးရဲမှာပါတယ်အပြင်ကိုဒီကောင်က railway drive လည်းဖြစ်တယ် တော်တော်လေးမိုက်တယ်ဗျာအခုဒီကားကမမောင်းတာကြာပြီဗျာကျွန်တော်သိတယ်ဒီကားကျွန်တော်အဲမမောင်းပြစ်တာမရှိဘူးဆိုအနည်းဆုံး9လ10လလောက်ရှိတဲ့အချိန်မှာအခုပြန်မောင်းတဲ့အချိန်မှာဘလို့ရငယ်တငယ်ချင်းတယောက်ကိုပြန်တွေ့ရတယ်လို့ပဲပြန်တော့ဟာဘလို့ပြောမလဲ तू feeling လေးရတယ်တမျိုးလေးပေးတယ်ကားတစ်စီးတစ်စီးတိုင်းမှာလေအဲ့မျိုးပေး तू မှာပေးတဲ့ feeling လေးတွေကမတူဘူးဒီကားဆိုလို့ရှိရင်လေလုံးဝကိုယ့်ကိုလေး safety ဖြစ်တယ်ဆိုတဲ့ဟာလေးတွေဒီ CRI ကိုကန်ရတဲ့ feeling လေးဆို hand feeling လေးတွေအရန်ကောင်းတယ်ထိုင်ကုန်ထိုင်ရတဲ့ feeling လေးတွေ number leather ဖြစ်တာဖြစ်တဲ့အတွက်လုံးဝ luxury လည်းဖြစ်တယ်တကယ်ထိုင်လို့လည်းကောင်းတယ်ခုနကဆိုကျွန်တော်မြို့ထဲမှာကားပိတ်တော့ဘာလုပ်လဲဆိုတော့ထိုင်ကုန်ကို air ventilation ဖွင့်ပြီးတော့ ထိုင်ကုန်မှာဆက်လေးနဲ့အာစိန်ပဲကားရီယာပိတ်အာကွာဒီမှာကားဟိုမှာစိန်ပဲနော်အနောက်ကမှာဆက်လေးနဲ့အောက်ကထိုင်ကုန်လေးအေးအေးလေးနဲ့ရာသီဥတုလည်းအေးအေးလေးနဲ့အာလောက share ပဲနော်အဲ့ feeling လေးတွေရရတယ်ပြီးတော့ဒီကားပေါ်တက်တက်ချင်းမှာအကြိုက်ဆုံးကိစ္စတွေကဘာလဲဆိုတော့ face recognition နဲ့လေကားကိုဆက်နိုးလို့ရသလို password နဲ့လည်းဆက်နိုးလို့ရတယ် အဲ့တော့အဲ့မှာသာ profile ထည့်ထားရဆိုရင်မိမိပေးထားတဲ့ setting တွေအကုန်လုံးကိုတစ်ခါတည်းပြောင်းပြီးသွားမှာဖြစ်တယ်။အာအဲ့ဒါလေးတော်တော်မိုက်တယ်။အော်ပြီးတော့ညိုထဲမှာကျွန်တော်မမောင်းဘူးဆိုတော့အရင် video တွေမှာတော့အကိစ္စကျွန်တော်ထည့်မပြောဘူး။အဲ့ဒါဘာလဲဆိုတော့ signal ပြလိုက်တယ်ပေါ့နော်။ညိုထဲမှာကားမောင်းရင်းနဲ့ signal ပြလိုက်တယ်ဆိုတဲ့အချိန်မှာဘေးကကားတွေကိုလုံးဝကြီးတောက်ရှင်းနေရ။အဲ့ဒါကသူ့ရဲ့ဘေးကမှန်မှာပါတယ်။ 360 camera ကနေပြီးအလုပ်လုပ်တာမဟုတ်ဘူးဒီ site အတွက်ပေါ့နော် site ဘက်ချမ်းဘဲညာဘက်ချမ်းကိုတီးနှက် camera တစ်လုံးတစ်လုံးစီပါအဲ့ camera ကြီးကလုံးဝကြည့်တော့ရှင်းအခုလိုမျိုးပြမိုးရင်းအဲရာသီဥတုနည်းနည်းအွန်မိုင်းမိုင်းဖြစ်နေတဲ့အချိန်မှာတော့မှကားတွေကိုလုံးဝနံပါတ်တွေအားစရှင်းနေအောင်မြင်ရအဲ့ camera လေးကအဲ့ဒါတော်တော်လေးအားသာတယ်လို့ပြောလို့ရတယ်ပြိမကြခင်ကာလမှာ the new leaf motor c11 ကိုမြင်ရတော့မှဆိုတော့ကြိုပြီးတော့ကျွန်တော်တို့ကလည်းရှင်းခုံလို့ရတာပေါ့ လီမော်တာရဲ့ company background ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် technology background ကနေလာတာဖြစ်တဲ့အတွက်အခုနောက်ထွက်မယ်ဆိုတဲ့ the new lee motor c11 မှာလည်းဗာနီးပညာတွေအသစ်ပါလာမယ်ဆိုတော့လေစောင့်ကြည့်ရတာပေါ့ဗျာပြီးတော့ကျတော့ဒီကားကြီးကကားနည်းနည်းကြီးတာဖြစ်တဲ့အတွက်အဲမြို့ထဲမှာသွားရင်အဆင်ပြေပါမလားဆိုတော့ခုနကလိုမျိုးပေါ့နော် signal လေးပြလိုက်တာနဲ့ဘေးကိုလုံးဝကြီးတောက်ရှင်းညင်နေရတာဖြစ်တဲ့အတွက်တုံတန်ဆိုရင်အဲကားကြီးတယ်လို့တော့မထင်တော့ဘူး အဲပို့ပြီးတော့ဗျာဘယ်လိုလဲတတောင်တတာနဲ့ကားကိုဘောင်းလို့ရအဲ့ဒီအခြေအနေမှာရှိတယ်ပြီးတော့ကျတော့ကျွန်တော်ခုနကဆိုရင် trip ကို reset ချလိုက်တယ် reset ချတာပြီးတော့မလုပ်ထားလဲဆိုတော့ခုနမြို့ထဲမှာနည်းနည်းပတ်မောင်းလိုက်တယ်မောင်းပြီးတော့ကျွန်တော်အခုဒါမြို့ပြင်သားထွက်လာပြီတော့အခုမင်္ဂလာတုံသားရောက်နေပြီပြီးတော့အဲ berry ဘလောက်စားတယ်ဆိုတာလည်းကျွန်တော်ပြီးရင်ပြောပြမယ်အဲအဓိကတော့အဲ့ဒါပဲအဓိကတော့ရည်ရွယ်ချက်ကတော့ထိုင်ရောတော့ချင်တာအဲ0မိုင်နားမှာထိုင်ရေဆိုင်ဆိုင်ကတော်တော်လေးနာမည်ကြီးမြေလူပြောရတဲ့အဲ့ထိုင်ရေဆိုင်ကိုပဲပေါင်းတင်ပြီးသွားတာဖြစ်ပါတယ်ဒုလိုက်ပါအောင်ပဲ ခုဆိုလို့ရှိရင်တော့ကျွန်တော်0 my rest camp ကိုရောက်လာတာပဲဖြစ်မှာ။အေးသွားရွာမမြင်တော့ လည်းလုံးချောင်းเนาะမြန်မာသမားတွေအဲ့တိုင်းပဲเนาะအဲ့ကြံစည်လေးတော့ရှိတယ်အဲ့တော့ကျွန်တော်တို့အခုက0 mile rescan ကိုရောက်လာတဲ့အချိန်မှာ battery SOC က83ရာခိုင်နှုန်းကျန်သေးတယ်ကျွန်တော်ညအာသွင်းတဲ့အချိန်မှာတော့ဒီကားကို battery SOC ကို90ရာခိုင်နှုန်းမှာကျွန်တော် limit လောက်ထားတာဆိုတော့ကျတော့သူက90ရာခိုင်နှုန်းအထိပဲအာသွင်းတယ်100ရာခိုင်နှုန်းအထိအာမသွင်းဘူးအဲ90ရာခိုင်နှုန်းမှာရက်သွားတော့အခုကျွန်တော်မောင်းလာတာအလုံး7%ကုန်ပါအဲ့တော့ကျွန်တော်ဒီနေ့သွားခဲ့တာကီလိုမီတာဘယ်လောက်ရှိသွားလဲဆိုတော့32.3ကီလိုမီတာရှိတယ်ကျွန်တော်သွားခဲ့တဲ့အချိန်ကာလကတနာရီနဲ့20မိနစ်ကြာပြီးတော့ battery consumption ကိုပြော ောမယ်ဆိုလို့ရှိရင်14.5 kWh by 100 km လို့ဆိုတာ။အဲ့တော့ဒီ Li Motor C11 မှာပါတယ် battery capacity က89.55 kWh ရှိတယ်။အဲ့အကြောင်းမို့လို့သူကဒီမှာကုန်နာက14.5 kWh ဆိုတော့အဲကီလို600ဆိုရင်ဘယ်လောက်ကုန်မလဲဆိုတော့တစ်ချက်ခောက်ကြည့်လိုက်ရမယ်။14.5အမြောက်600ပဲထား။89 kWh ကုန် အဲအဲ့အခြေအနေမှာရှိတယ်အဲ့တော့ဆိုလိုချင်တာက तू ပြောတဲ့ range အတိုင်းကိုဒီ limiter C11 ကနီးနီးဆက်ဆက်ရတယ်လို့အကြံဉာဏ်သတ်မှတ်လို့ရတယ်မြို့ထဲမှာသုံးမယ်ဆိုလို့ရှိရင်ဒါပေမဲ့ highway မှာဆိုတော့မရဘူးကျွန်တော်ဒီကားနဲ့ကျွန်တော် highway သွားဘူးလေလမ်းမှာတော့အဲကီလိုမီတာ650တော့မရဘူးအဲ့ထက်နည်းနည်းလေးရော့တာတော့တွေ့ရတယ်အကယ်၍သာရန်ကုန်မန္တလေးသွားမယ်ဆိုလို့ရှိရင်လမ်းမှာတစ်ခေါက်ပဲအားသွင်းရတယ်အဲ့တော့တချို့ကြတော့ဗျာရန်ကုန်မန္တလေးသွားတာတို့ဘာလို့မှာဆိုလို့ရှိရင်သူကအောက်ခဏခဏမသွင်းကြည့်ရင်လည်းလူတွေအတွက်ဆိုရင်ဒီကားရွေးချယ်စရာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ရန်ကုန်မန္တလေးသွားမယ်ဆိုလို့ရှိရင်ဒီကားလမ်းမှာတစ်ခေါက်ပဲအားသွင်းရတယ်ပေကြပါတစ်ခေါက်ပဲအားသွင်းကြိုက်တဲ့နေရာမှာအားသွင်း125မ ိုင်မှာသွင်းမလား200မှာသွင်းမလား1500မှာသွင်းမလားတနည်းအားဖြင့်စောစိတ်ကြီးအများကြီးလဲသွင်းနေရမှာမလို့ မိုင်းကုံဓာရီဘွက်မိနစ်40သွင်းလိုက်လို့ရှိရင်တေချာဘုံမန္တလေးရောက်သွားပြီ။ရောက်တဲ့အပြင်ပို့ပါပို့တယ်ဗျာ။အာမခံတယ်။အခုလီမိုတာမြန်မာရဲ့ Facebook page ကနေအခုတင်တာရှိအဲ့ content လေးကျွန်တော်ဖတ်ပြရမယ်။အဲ့ဒါဘာလဲဆိုတော့လီမိုတာမြန်မာမှာအစ်တထမှန်ရောက်ရှိလာမဲ့ The New Lee Motor C11 EV ကားတစ်ချို့မထင်မှတ်ထားတဲ့အထူးစင်းလုံးနဲ့ရောင်းချပေးမယ်အပြင်အဲရောင်းချပေးမယ်အပြင်350 cashback လက်ဆောင်ကိုပါထပ်ပေါင်းရယူပိုင်ဆိုင်နိုင်ပါပြီ။ဆိုလိုချင်တာက Lee Motor C11 က New Model လာပါမယ်။အဲ့ဒီ New Model ကိုလည်း launch လုပ်တဲ့အချိန်မှာအထူးစင်းလုံးနဲ့ရောင်းမယ်။အဲ့ဒီအပြင်ကို350 cashback က်ပေးမယ်တဲ့ဘလို့ပေးမယ်ဆိုတော့ရှိတယ်အဲ့ဒါတော့သူတို့ launch လုပ်တဲ့နေ့အဲ့ဒါဘယ်နေ့လဲဆိုတော့ဂျွန်လ23ရက်နေ့မှာ26ရက်နေ့ထိမြန်မာ plaza promotion area မှာကျင်းပမယ် launch အခမ်းအနားမှာတဲ့ဒီမော်တာ C11 new model ကိုဈေးနှုန်းကလည်းအထူးသက်သာရမယ်အဲ့ဒီအပြင်မှာပထမဆုံးဝယ်တဲ့စက်ပြောက်ကို350 cash back ပေးမယ်လို့ဆိုတာတဲ့ နောက်ထပ် content တစ်ခုရှိသေးတယ်အဲ့ဒါလေ Lee Motor မြန်မာရဲ့ Facebook page မှာပဲတင်ထားတာအဲ့ဒါဘာလဲဆိုတော့ Lee Motor မြန်မာမှာအသစ်ထပ်မံရောက်ရှိလာပြီ The new Lee Motor C11 ရဲ့ကားစင်းတို့ကိုခံမှန်းပြီးစုငွေကျပ်350ရရှိနိုင်မယ့်အခွင့်အရေးကြီးကိုလူချင်းမင်းတို့သိပြီးပြီလားတဲ့နော်ကျွန်တော်အခုပြောပြလိုက်ပြီသိသွားပြီလို့နော်ပြတော့ဆက်ရေးထားတာက Lee Motor မြန်မာကနေပြီးတော့အသစ်ထပ်မံရောက်ရှိလာမယ့် Premier Luxury Crossover SUV The New Lee Motor C11 ရဲ့တရားဝင်မိတ်ဆက် တင်သွင်းရောင်းချသွားမယ်ကားစင်းတို့ကိုရင်ကုန်စိတ်လုံးဆရာတော်အဖြစ်ခံမှန်းပြီးစုငွေ7350ကို cashback အနေနဲ့ပြန်လည်ရရှိနိုင်မယ်တဲ့ဟာအဲ့ဒါလေးကတော့မိုက်တယ်အဲ့မှာသူကဆက်ရေးထားတာရှိတယ် the new lee motor c11 ရဲ့တရားဝင်မိတ်ဆက်တင်သွင်းရောင်းချသွားမည်ကားစင်းတို့ကိုတဲ့ခံမှန်းပြီးယခုပို့ရဲ့ comment မှာ ရေးပေးရပါမယ်တဲ့ပြီးရင်ခံမန်းကားစိန်းတို့ Facebook account တစ်ခုတည်းကတစ်ချိန်သာ comment မန်းခွေရှိပါမယ်ပေါ့နော် ပြီးရင်သူ hashtag လေးတွေပေါ်ပြတာအဲ hashtag လေးတွေအသုံးပြုပြီးတော့ငွေရင်းသုံးအောင် tag လုပ်ပြီးတော့သူက share လုပ်ပေးရပါမယ် The new Lee Motor C11 EV တရားဝင်မိတ်ဆက်တင်သွင်းရောင်းချသွားပြီးကားစိန်းတို့ခံမန်းဖြည့်ဆိုပြီးအဖြည့်မှန်သူများတဲ့71ဦးကိုရွေးချယ်သွားပါမယ်တဲ့နော်71ဦးကိုရွေးချယ်ပြီးတော့ပေးအပ်သွားမယ်နော်ဂုဏ်ယူသွားနဲ့ပေးအပ်သွားပါမယ်တဲ့အဲ့တော့အဲ့ထက်71ဦးထက်ကျော်လွန်တဲ့အဖြည့်မှန်တဲ့လူတွေများရှိနေခဲ့တယ်ဆိုလို့ရှိရင်တော့ဒါ Lee Motor မြန်မာရဲ့ဆုံးဖြတ်ချက်ကအတီးဖြစ်ပါတယ်တဲ့နော်ဂျွန်လ 2019ရဲ့နှစ်တွင်ကားစင်းလုံးခံမှန်းဖြေဆိုကြသူများတွင်အပြင်းမှန်ကန်သူများစရင်ကို Lee Motor မြန်မာ Facebook Page မှာပြန်လည်ကြီးညာသွားပါမယ်ဖြစ်ပါတယ်။အဲဒါတော့ကျွန်တော်အခုဒီနေ့မောင်းလာတဲ့ Lee Motor C11 တော်တော်လေးလဲမိုက်နေပြီ။သူက technology လည်းတော်တော်လေးမြင့်နေပြီ။ကျွန်တော်ခုနကပြောခဲ့သလိုပဲเนาะအထဲမှာကားပေါ်မောင်းမယ်ဆိုလို့ရှိရင် Face Recognition နဲ့မောင်းရတာမျိုးတို့ Passcode တွေရိုက်ပြီးတော့မှကားကိုစပြီးဆက်နိုးလို့ရတာမျိုးဒီလိုမျိုး function တွေအများကြီးပါတဲ့အပြင်ကိုမှအခုတခါထပ်လာပြီးတော့ The New Lee Motor C11 ဆိုတော့ဘာတွေညထပ်တိုးကြီးပါလာအောင်မလဲ။ဘာတွေညပြောင်းလဲအောင်မလဲ။ဘာတွေညပို့ပြီးကောင်းတဲ့ဟာတွေပါလာအောင်မလဲဆိုတော့ကျွန်တော်တို့ရင်ခုန်စိတ်လို့ရှာ သွားနဲ့ဆက်လက်ဆောင်မြောက်ကြည့်ရှုကြတာပေါ့အဲ့တော့အခုလာမယ့်ဂျုံလ23ရက်နေ့26ရက်နေ့ထိမြန်မာပလာဇာ promotion area မှာကျင်းပမယ် The New Lee Motor C11 launching ခန်းတိုင်းမှာဘလို့မျိုးစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေ promotion တွေနဲ့လာမယ်ဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ဆောင်မြောက်ကြည့်ရှုကြတာပေါ့သိသွားအေးပါတော့ဟောပဲ